အားလုံးပဲမင်္ဂလာပါအုံဂမီရနဲ့ပရတုတရတအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ဂူးဆိုတဲ့ဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်မတော်လို့မဖြစ်တော့ဘူးလားအဲ့ဒီဘက်မှာအချိန်လေးကတိတ်ဆိတ်မချရဘူးလို့ကြားမိတာကြောင့်ကျွန်တော်ကတားမြစ်တာပါဦးသိန်းညွန့်ကမျက်နှာမသာမယာနဲ့ပြောလိုက်ချင်းဖြစ်သည်စာရေးသူက ဟင်းကျွန်တော်ညီကျော်မင်းကလည်းလောက်စာတောင်ကူထဲမှာမိုင်းဘုံတို့ဘာလို့ရှိနိုင်လဲဒါမှမဟုတ်ရင်လည်းဝက်ဝင်အကုတ်ခံရလိမ့်မယ်ဘာညာနဲ့အန်ရီတွေကိုအချောင်းပြပြီးတားမြစ်တာပဲကျွန်တော်အနေနဲ့မိုးညင်းကိုနောက်တစ်ခေါက်ပြန်ရောက်လာနိုင်မှုဆိုတာတိတ်မလွဲတော့ဘူးဒါကြောင့်လောက်စာတောင်ကိုမရောက်ရအောင်သွားဖို့တန်လေးနဲ့ခြားထားပြီးပြီအဲ့ရောဘသူတွေကဘလောက်ပဲတတာဘလို့ပဲတတာသွားပြန်အောင်တော့သွားမှာပဲပြို့အဲ့ဒီဂူထဲမှာဘာတွေများထူးထူးဆန်းဆန်းတွေ့နိုင်မှာမို့လို့လဲဗျာဒါတော့ကျွန်တော်အတက်မပြောနိုင်ဘူးအဲ့ဒီဂူဟာ ကျောက်ခက်ကလူသားတွေနေထိုင်ခဲ့တဲ့ကျောက်ကူဟောင်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ဂူရဲ့ကျမ်းမြင်မှာတူးဆရှာဖွေကြည့်လို့ရတဲ့ရှေးဟောင်းကျောက်လက်နဲ့ကရိယာတွေအထောက်အထားတွေကိုတွေ့ရှိရရင်တော့ကျွန်တော်ရဲ့အထင်မှန်ပြီပေါ့ဗျာ။ဒါဆိုရင်တော့မြမကျောက်ခက်ရင်ကျေးမှုတမိုင်းကိုတနည်းတစ်ပုံထူးခြားသွားစေနိုင်တယ်ဗျ။ကဘာကလည်းစိတ်ဝင်စားကြမှာပဲ။အဲ့ဒီကျောက်ကူကိုဥကျော်ဝင်းဟိုတုန်းကတခါမှမရောက်ဘူးလား။တကယ်တော့ခမရဒီနေသူဖြစ်ပြီးကျွန်တော်ကဧည့်သည်ပါဗျာ။အဲ့ဒီတောင်ပေါ်ကဖုံးတော်ကြီးကိုစွန့်ဖို့ကွန်းဖို့ရင်းနေတာကျွန်တော်ရောက်ဖူးခဲ့တာပါတကယ်တော့ ခမ ्या ကကျွန်တော်ထက်ပိုပြီးတော့လောက်စာတောင်အကြောင်းကိုနောကြည်နေဖို့ကောင်းတာဗျအင်းခမ ्या ပြောမယ်ဆိုရင်လည်းပြောရပါဗျာ1962ခုနှစ်ကလောက်ကကျွန်တော်ဟာလောက်စာတောင်ဘက်ကိုအဖော်အိမ်နဲ့သွားခဲ့ဘူးလေဗျဒါပေမဲ့စာရေးသူတွေရုတ်တရက်စကားမဆက်နိုင်သေးပဲအတိတ်မှဖြစ်ရဟောင်းအကြောင်းပြန်ပြောင်းအောင်မေးတတိယကစိတ်မကောင်းဖြစ်နေပါသည်နောက်ကျောင်းကဒီလိုပါကချင်းပြည်နယ်မွန်းကြီးမြို့၏အရှိတ်အဝက်တွင်ကြာလဲလဲတောင်တန်းကြီးများနှင့်ရှင်လျက်တောင်ငယ်လေးတစ်လုံးရှိသည် ထိုတောင်ဤအမိမလောက်စာတောင်ဟူ၍ဖြစ်သည်လျောင်းတော်မူဖျားကြီးအရှိဘက်ရှိလေကွင်းကြီးများကိုဖြတ်ကျော်သွားလျင်စိန်လန်းသောတက်တော်ဇက်နာသို့ရောက်ရှိသည်ထိုတော်ဦးငယ်သို့ဖြတ်၍လျှောက်သွားလျင် လောက်စာတောင်ဤတောင်ချေရင်သို့ရောက်ရှိသည်လောက်စာတောင်သည်တောင်မြင့်ကြီးမဟုတ်ပါတရောင်လုံးဘယ်နေရာတွင်တူတူလောက်စလုံးအွယ်ကြီးညာလုံးဝိုင်းသောကြောက်ခဲလေးများကိုသာတွေ့ရသဖြင့်လောက်စာတောင်ဟူ၍ခေါ်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ထိုတောင်၏အကြောင်းကိုစာရေးသူ ရှင်းနှစ်သားအရွယ်တွင်စတင်ကြဘူးနာဝရှိခဲ့ခြင်းဖြစ်သည်ဒေါ်သိမ့်မေဆိုတဲ့မိန်းမကြီးကသူ့အဖေရဲ့ဆေးချိန်လုံးနဲ့လောက်စာတန်းကြောက်ကူကိုတွားပြီးရိုက်တာဂူကြီးတစ်ခုလုံးတုံခါလာတဲ့ဒါနဲ့သူလည်းကြောက်လန့်ပြီးပြန်ပြေးလာခဲ့တယ်ဆိုပဲဧကန်နာတော့အဲ့ဒီကြောက်ကူထဲမှာတိုက်ရှိလိုက်မယ်ထင်တယ်ကြီးတော်ဖြစ်သူကစာရေးသူဤမိခင်အားကြောပြသည်များကိုတစေတစောင်းကြားမိရာမှတိုက်ဆိုတာဘာလဲမေမေဟု မေးခဲ့မိပါသည် တိုက်ဆိုသည်မှာအဖို့တန်ရွှေငွေကြောက်တံပရမများတွေစုထားသည့်နေရာတစ်ခုဖြစ်ပြီးရင်းတို့ကိုရယူရန်ကြိုးပမ်းလျင်ဥစ္စာဆောင်များကထိုသူ၏ဝိညာဉ်ကိုနှောက်ယူတတ်ကြကြောင်းအလွန်မင်းပေးရနေရများကြောင်းမိခင်ကတောပြခဲ့ပါသည်တို့နဲ့စာရေးသူတွေလည်းအကြောက်ကြီးကြောက်ပြီးလောက်စာတောင်စီတို့မသွားရင်စိတ်ကူးမြပြင်မကူးရတော့ပါတို့တစေအရွယ်ရောက်၍တက္ကသိုလ်တွင်ပညာရှိမှုသည့်အခါလောက်စာတောင်သည်စာရေးသူ၏အတွင်းနယ်ပယ်တဲသို့တကြောပြန်၍ရောက်ရှိလာခဲ့သည် ်လောက်စာတောင်တို့သွားလို့စိတ်များတဖွားဖွားပေါ်ပေါက်လာခဲ့သည်အထူးသဖြင့်လောက်စာတောင်တွင်ရှိနေသည်ဆိုသောကြောက်ကူကြီးကိုအလွန်ပင်စိတ်ဝင်စားလာမိသည်အဲ့ဒီကူကဘလောက်ကြီးမားသလဲကြောက်ခစ်လူသားတွေနေထိုင်ခဲ့ဘူးတဲ့ရှေးဟောင်းနေရာဖြစ်နေလိမ့်မလားဂူနယံမှာပကြီးရုပ်ပုံတွေရှိနေလိမ့်မလားဂူကျဲမြေမှာတူးဆွကြည့်ရင်ဘလို့ပစ္စည်းတွေတွေ့ရှိရမလဲဤအတွေ့အနဲ့အမေတို့ကစာရေးသူကိုအလွန်ပင်ရင်ခုန်စေခဲ့ကြပါသည်ကဘာဦးလူသားတို့သည်အိမ်မဆောက်လို့တက်ကြမီကာလများတွင် ကြောက်ကူများတဲ့တွင်ခိုအောင်းနေထိုင်ခဲ့ကြသည်မြင်းဒီကဲ့ကြက်ဥငှက်ဥအကာရီတရိတ်ဆန်အစီစသည်တို့ကိုရောဆက်၍ဖော်ဆက်ထားသောဆေးရည်တစ်မျိုးဖြင့်သူတို့နေထိုင်ခဲ့သည့်ဂူနယံများ၌ရုပ်ပုံများရေးဆဲထားလေရှိကြသည်ထိုဂူဤအောက်ခြေကျမ်းပြင်များ၌တူးဆွာရှာဖွေကြည့်သောအခါထိုခေတ်လူသားတို့ပြုလုပ်သုံးဆွဲခဲ့သည့်ကြောက်လန့်တဲ့ကိရိယာများကိုတွေ့ရှိရတတ်သည် ြည်တင်နိုင်ငံလက်စကော့ဒေတာတွင်ခလင်းငယ်နှစ်ယောက်တို့သည်ခွေးပြောက်၍လိုက်ရှာရင်းတောတွင်ရှိဂူကြီးတစ်ခုတွေ့ရှိတက်ဆင်းဝင်ရောက်မိကြလေသည်ထိုဂူကြီး၏နယ်ရန်များ၌ထူးဆန်းသောရုပ်ပုံများကိုသူတို့တွေ့ရှိကြရသည်ထိုရုပ်ပုံများသည်ကနှစ်ပေါင်းတောင်းနဲ့ချီ၍တတန်းရှိကြကုန်သောရှေးဟောင်းကြောက်ခေကာလမှနယ်ရန်စည်းရေးပကြီးလက်ရများဖြစ်ကြပေသည်အီတို့တွေ့ရှိခဲ့ရမှုကြောင့်ထိုဂူသည်လက်စကော့ရှေးဟောင်းကြောက်ကူဖြစ်ကဘာကျော်ထင်ရှားသွားခဲ့ရလေသည်ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခန့်ရွာငယ်မြို့နယ်ညောင်ချုပ်ကြီးရွာ၏အရှိတ်ဘက်၃မိုင်ကျော်ခန့်အကွာတွင်တည်ရှိသောကြောက်ကူတကူ၏အတွင်းဘက်နေရန်ဆယ်ပေအမြင့်၌ထူးဆန်းသောရုပ်ပုံများကိုနွားចောင်းသားလေးတစ်ယောက်ကမတော်ဆတွေ့ရှိခဲ့ကြသည်1969ခုနှစ်တွင်ထိုကူ၌ပညာရှင်များကစနစ်တကျတူးပေါ်သုတေသနပြုတော်အခါကြောက်ခစ်သည့်ယဉ်ကျေးမှုတရက်ထွန်းကားခဲ့မှုသည့်နေရာဖြစ်ကြောင်းအထောက်အထားများတွေ့ရှိခဲ့ကြသည်တို့နှင့်ဘရလင်ကူအမည်ရှိ ထိုရှေးဟောင်းကြောက်လှန်ကိုသည်အလွန်ထင်ရှားကျော်ကြားသွားခဲ့ရလေသည်။လောက်စာတော်မှာရှိနေတဲ့ဆိုတဲ့ကြောက်ကူဟာအဲ့ဒီလိုဂူမျိုးဖြစ်နေမလား။အဲ့ဒီလိုဂူမျိုးသာဖြစ်နေရင်တော့ကိုမျိုးကိုနယ်ကိုဒေတာမှာရှိနေပါလေနဲ့။သွားရောက်မလေးလာမိတဲ့ငါရဲ့ပြက်ကွက်မှုကခွင့်မလွတ်နိုင်စရာပါလား။ဤအတွေ့အကြောင့်1963ခုနွေရာသီကျောင်းပိတ်ရက်တရက်တွင်လောက်စာတော်တို့ကြောက်စာတော်ကူဘတ်တို့မိတ်ဆွေနှုတ်လမ်းပြတအူတို့နဲ့အတူထွက်ခွာလာခဲ့ကြပါသည်။ ။စာရေးသူနှင့်လိုက်ပါလာသူမိတ်ဆွေအုပ်တို့သည်ရန်ကုန်သားများဖြစ်ကြပြီးကျောင်းပိတ်ရအတွင်မိမိထန်းတို့အလဲပတ်လိုက်လာခဲ့ခြင်းဖြစ်သည်။ထိုသူနှစ်ဦးလုံးနှုတ်မဆောင်သူများဖြစ်ရကခီးလန်းတစ်လျှောက်လုံးပောက်ကရ၈တောင်းတွေပြောလာခဲ့ကြသည်။ညဉ့်ဉဲသည့်စကားတွေလည်းပါသည်။လမ်းများကဤနေရာတဝိုက်တွင်ထူးဆန်းသောအဖြစ်ပြက်အစင်သားများရှိခဲ့ဘူးသည်ဖြစ်၍အပြောဆိုဆင်ခြင်တင်ကြောင်းသူတို့နှစ်ဦးကိုတတိပေးတော်လဲနားမဝင်ကြပါ။ပိုရီဆိုးသည်မှာလောက်စာတောင်အတက်ခီး၌လမ်းမရှိတည့်ရချောင်းများကိုမိရှို့ကြခြင်းဖြစ်သည်။ နွေရာသီဖြစ်၍ပူပင်း၆သိလွန်းလာရကအနီးပတ်ဝန်းကျင်အနှံ့လှင်မြဲသောကူးဆက်လောင်ကျွမ်းလေတော်သည်ဟေးတောင်ပေါ်မှာမိရှုံနေတာဘယ်သူလဲကွကြောက်စီဟာအတန်ကြီးတစ်ခုကအောက်ဖက်ပိုင်းမှထွက်ပေါ်လာသည်ဘသူကဘယ်နေရာမှအော်လိုက်မှန်းမသိရသို့ဟာတွင်ထိုအတန်ကြီးကကြောက်စီဟာကောင်းလောက်အောင်ဟိမီပေါ်ထွက်လာခြင်းဖြစ်သည်ဟော့ဟော့တော်မီတော်မီတွေလောင်မုံမီကျုပ်တို့ကိုဝိုင်းပြီးတော့မယ်တေကုံကြတော့မယ်ပြေးပြေးမြန်မြန်ပြေးကြဟေး လမ်းပြသည်ကြောင်းလန့်ကြအော်ဟစ်ပြီးတောင်အောက်သို့ဆင်းပြေးလျော်သည်စာရေးသူတို့လည်းသူ့နောက်မှပြေးဆင်းလာကြသည်တောင်ကြီးတောဆက်ကိုကြော့ဖြတ်ပြီးလေခွင်းများကိုဖြတ်၍ပြေးနေချိန်၌အနောက်ဖက်၌မိုးသားရေတက်လာသည်လှိမ်မြဲစွာလွင့်ပါလာသည် စာရေးသူတို့အဖွဲ့လေခွင်းထဲ၌ဖြတ်ပြေးနေကြသည်မိုးရေမပါဘဲဇီးတီးစည်းကန့်အရွက်မိုးသီးတွေကျလာသည်အရွယ်မကြီး၍သာတော်ပေသေးသည် ပုံရှိုခိုးအောင်စီရနေရာမရှိသည့်ဖြင့်မိုးသီးငယ်များ၏ရိုက်ခတ်ထိမှန်မှုတန်းကိုအလူးလဲခံစားကြရသည် မိုးသားမုန်ဝင်များသည့်လောက်စာတောင်ဘက်စီသို့ဆက်လက်လင့်ပါသွားပြီးထိုနေရာတွင်တက်တဲမဲမဲရွာချလေတော့သည်တို့နှင့်တောင်ပေါ်၌တရဇက်လောင်ကျွမ်းလျက်ရှိသောတောမီသည်လည်းငိမ့်သွားခဲ့ရတော့သည်ဟူတော်ပြီတော်ပြီဒီလိုတောကျမ်းပြီးနှက်ကြီးတဲ့နေရာမျိုးကိုဒီလောက်နှုတ်ကျမ်းပြီးလက်ဆော့တဲ့သူမျိုးတွေနဲ့ဘယ်တော့မှမလာတော့ဘူးအခုတောင်ပေါ်ထက်တက်ချင်းခမားတို့ဘာသာခမားတို့သွားကြပြီတော့ကျုပ်ပြန်တော့မယ်ခမားတို့စီကလမ်းပြစေတဲ့တပြားမှမယူတော့ဘူးဒါပဲကျုပ်သွားမယ် လမ်းပြကစိတ်ပြက်စွာညှိတွားပြီးပြန်လှည့်သွားသဖြင့်စာရေးသူတို့လည်းတက်ခောက်ခဲ့ရပါတော့သည်ဒီတစ်ခေါက်ရောက်အောင်သွားမယ်အဖြစ်ကတော့ဒါပါပဲဦးသိန်းညွန့်ရင်ကျွန်တော်လောက်စာတောင်ကိုသွားပူးခဲ့ပြီးမဲ့အဖော်မကောင်းတော့အเจ้าမလာပဲပြန်ခဲ့ကြရတာပေါ့ဗျာခမရတော့ကျွန်တော်နဲ့ပင်းရအเจ้าဆောင်မှာအတူနေခဲ့ဘူးသူမို့အเจ้าသိချင်းနေပဲနောက်ပြီးပခုတ်ကူသားဆိုပေမဲ့ခမရကဘွဲရပြီးအလုရကလေးကမိုးညင်မှာတာဝန်ကျနေတာမို့မြို့ကန်လူတော်ဖြစ်နေပြီမဟုတ်လားလောက်စာတောင်မို့ကဖုန်းတော်ကြီးရဲ့ပစ္စည်းလေးပါးဓာတ်ရက်ကဖြစ်နေပြီလို့ကျွန်တော်သိသားပါရဲ့ ကျွန်တော်ကတော့မိုးညင်းသားဆိုပေမဲ့ဒီညို့နယ်ကိုပြန်မြောက်တာဆယ်နှစ်နီးပါးလောက်ရှိနေပြီအခုတော့မေသေးတန်ဖြစ်နေလို့ရောက်လာခဲ့တာအခုတော့မေရှင်တွေကလည်းတက်တာကြီးမို့ကျွန်တော်ရန်ကုန်မပြောင်းခင်လောက်စာတောင်ကိုရောက်အောင်လိုက်ပို့စမ်းပါဗျာခမ ्या ကိုအားကိုးပါတယ်ဦးသိန်းညို့မင်းင်းသားတော့ပြီခေါင်းကိုခလေးလေးညှိ၍ဂရီပေးကစာရေးသူဟာသူ့အိမ်သို့ခေါ်ဆောင်သွားခဲ့လေတော့သည်ကဲဘလက်ကီးနဲ့ဂျက်ကီတို့ရေငါတို့အခုလောက်စာတောင်ကိုသွားကြမယ်မင်းတို့ကတော့ရှေ့ပြေးကင်းပါကွာကဲဆက်ထကြပြီတော့ ဦးသိန်းညွန့်သည်သူ့အိမ်သို့ပြန်ရောက်ပြီးနောက်လိုအပ်သောပစ္စည်းများကိုယူဆောင်ကသူ့ခွေးနှကောင်ကိုအထက်ပါတိုင်းအမိန်ပေးလိုက်ခြင်းဖြစ်သည်။ဘလက်ကီနှင့်ဂျက်ကီတို့မှလူစကားနားလည်သည့်အလားချက်ချင်းပင်ခြံရှိမှထွက်ကာရှေ့မှထွက်သွားနှင်ကြသည်။ဦးသိန်းညွန့်၏ဇနီးမှအိမ်မှုကိစ္စတွေများနေ၍လိုက်ပါမလာတော့လဲသူ့သမီးနှင့်သားနှစ်ယောက်တို့ကအဖော်များနှင့်အတူတပြောတပားလိုက်ပါကြသည်။အပြိုရွယ်မင်းကလေးများပင်ဤခီးကိုမကြောက်မြွတ်လိုက်ပါလာကြသေးရင်စာရေးသူတို့လိုယောက်ျားသားကြီးများဖို့ ဘာကိုကြောက်လန့်နေကြမည်နီလောက်စာတော်မို့သောရောက်ရာလမ်းကြောင်းတစ်လျှောက်လုံးတွင်လောက်စလုံးရွယ်ညီညာလုံးဝနီကြောက်ခဲကလေးများကိုတွေ့ရှိရသည်ထိုကြောက်ခဲကလေးများကိုကောက်ယူပြီးလက်ဖြင့်စကြည့်မိသည်အရွယ်စားသိငယ်တော်လဲအလေးချိန်ရှိလာကြောင် တွေ့ရှိရသည်ဤတောင်လုံးဘယ်နေရာမှာပင်တူတူဒီလိုကြောက်ခဲလေးတွေများကိုသာတွေ့ရှိရသည်အင်းတန်တွေပြည့်ရှံနေတဲ့တတုခဲတွေများဖြစ်နေမလားဘူမိဗေဒပညာရှင်တွေဒီမှာလာပြီးသူတည်နာပြုလိုက်ရင်ဘလောက်တောင်ကောင်းလိုက်မလဲဟူ၍တွေးမိသေးသည် ကြာမီဝါဖြင့်ဆောက်လုပ်ထားသောဖုန်ကြီးเจ้าငယ်ကလေးတစ်ခုအနီးသို့ရောက်ရှိလာသည်တဘာထိုင်เจ้าအရွယ်အစားမျိုးဖြစ်သည်ထိုเจ้าပေါ်တွင်တင်းငိန်တက်ပေသောသတင်းသုံးတော်မူနေသောဖုန်တော်ကြီးတစ်ပါးကိုတွေ့မြင်ဖူးမြော်ကြရသည်ထိုဖုန်တော်ကြီးအမည်မှာဥပညာဇောတာဖြစ်ကြောင်းမောဟန်ရွာဇာတိဖြစ်ပြီးယဟန်ဘဝတွင်15ဝါရှိကဖြစ်ကြောင်းတတ်တော်80ကျော်ပြီဖြစ်ကြောင်းသိရှိကြရသည်စုံကုန်းချင်းနေလျှောက်ထားမင်းမြန်ကြည့်တော့ခါတောင်အောက်သို့ကြွရည်နေစဉ်စုံကန်ထွက်ရန်မှာမိမိတက်ရွေရအခက်ခဲရှိကြောင်း တခါတည်းရန်ပိုဆုံးလူရှင်များရှိတဲ့ကြောင်းပုံမှန်အားဖြင့်မိမိဘာသာဆွန့်ချက်၏ဟင်းမရှိသည့်ခါ၌လည်းจิตတုံအစိမ့်ဖြင့်တင်းတင်းရကြောင်းမိမိတော်ရဆောက်တည်ရခြင်းမှာအဓိကရည်ရွယ်ချက်မှာတရားဓမ္မအားထုတ်လို၏ဖြစ်ရာဤရည်ရွယ်ချက်အတိုင်းကျင့်ကြံပေါင်းမြောက်အောင်ကျင့်ကြံလျက်ရှိကြောင်းအခက်အခဲများကိုမိမိခံနိုင်ရှိပါကြောင်းဖြစ်ကြတော်မူသည်စာရေးသူတို့သည်မိမိတို့တွင်ပါလာခဲ့သည့်စားတောက်ဖွဲရနှင့်ဆေးဝါးပစ္စည်းများကိုလှူဒန်းဆက်ခဲ့ကြသည်ဒီဘက်ကိုလက်နက်ကင်တောင်းကျမ်းသူတွေများရောက်လာတတ်ပါသလားရှင်ဖျား ကောလာဟာလာသတင်းများကြောင့်စိတ်ပူပန်ပြီးစာရေးသူကရှောက်ထားမင်းမြန်လိုက်သည်သူတို့ဒီဘက်ကမရောက်လာတာ၃နှစ်လောက်ရှိပါပြီတောဒရဝအနေနဲ့လည်းဒီနားတဝိုက်မှာတောဝက်နဲ့ဂျီတော့ပဲရှိပါတယ်ဖုံးတော်ကြီးမိသားချက်မှာမူသားပါမီမဟုတ်ဟုယုံကြည်သဖြင့်စာရေးသူစိတ်အေးသွားရပြီဖြစ်သည်တို့နှင့်ကြောက်ကူရှိရာလိုက်ဖို့ရန်ဥသိမ့်ညုံကိုလောမိပါတော့သည်ဂူဘက်သွားတဲ့လမ်းကိုတော့ကျွန်မကြွမ်းဘူးဗျကျွန်တော်သာဖိုးကြော်နဲ့ကြော်ဆိုးတို့ကတော့ရွှေ့ဆောင်သွားကြပါလိမ့်မယ်သူကမျက်ရည်ပြလိုက်သည်ဆိုလျင်သူသားများကကျောင်းအောက်သို့ဆင်းသွားကြသည် ရှားရည်သူနဲ့ဦးသိန်းညွန့်တို့ကသူတို့နောက်မှလိုက်ပါလာခဲ့ကြသည်တောင်ကမ်းပါရကိုမက်ပြီးကြောက်ကူရောက်အောင်အတော်ပင် ခဲရခဲရှိဆင်းကြရသည် ဟောတွေ့ရပါပြီရှားရည်သူရောက်လို့လေးလာလို့သူသေးသနာပြုလို့လှသောလောက်စာတောင်ကြောက်ကူကိုထီထီမမာတွေ့မြင်ရပါပြီဝမ်းသာလွန်းလာသည်ဖြင့်တုံရင်သောခြေနှမ်းများဖြင့်ကြောက်ကူတဲ့သို့တလန်းချင်းဝင်ရောက်သွားမိသည်ကုနယံများကိုလက်နှိတ်တမိပြင်းထိုးပြီးတေချာစွာလေးလာကြည့်ရှုမိသည်ဤကြောက်ကိုသည်အဝတိန်မကျေလှချီအနက်တွင်ဘက်သို့လက်နှိတ်တမိပြင်းထိုးကြည့်လိုက်သောအခါ အမြင့်ပိုင်းဘက်သို့ဆက်၍တက်သွားသည့်ကြောက်လန့်ကောင်းရှိကြီးတစ်ခုဖြစ်ကြောင်းတွေ့ရှိရသည်။ဂူကြီးအောက်ခြေကျမ်းမြင့်ကိုတူးဆွရှာဖွေကြည့်သောအခါတွင်လည်းတစ်ချိန်လုံးကလူသားတွေနေထိုင်ခဲ့မှုသည့်အထောက်ထားလက္ခဏာတစ်စုံတစ်ယောက်ကိုမျှမတွေ့ရကြ၏။ဆိုထိုင်းနေသည့်မြေသားမြေမျိုးသားဖြစ်သည်တကယ်တော့ဤကြကူသည်တချိန်ကတောင်ကျဆဲရီများထွက်ကြစီးစင်းရာကြောက်လန့်ငန်းပေါက်တစ်ခုသာဖြစ်ခဲ့ရန်ရှိသည်။ဗာလီတွေလည်းပြုဥသိမ်းညွန့်ကစိတ်ဝင်စားစွာလှမ်းရင်မေးခြင်းဖြစ်သည်။ဟူး ဘာမှမတွေ့ပါဘူးဗျာလင်းတို့ခြေတွေပဲတွေ့တယ်ဒါပေမဲ့လည်းကိုယ်တိုင်ကိုကြမျက်မြင်လေးလာလိုက်ရတော့ရှင်းသွားတာပေါ့ဗျာနှုတ်မို့ဆိုတုံးတနွေနေဖြစ်နေရအောင်ပါအခုလိုပြပြမဲမဲလိုက်ခဲ့ပေးတယ်ခမရူမိသားစုကိုလည်းကျေးဇူးတင်ပါတယ်ဗျာကျုပ်အလုတ်ပြအကင်ပြလိုက်ပို့ပေးကြတာမို့အားလည်းနာမိပါတယ်ဟာအားနာကြမလို့ပါဘူးဗျာကျွန်တော်အဖို့ဘုဒ္ဓရအများကြီးရလိုက်ပါတယ်ကိုရောက်နေတဲ့ရက်ဒေတာမှာကြောက်လန်ကူရှိနေရင်ရှေးခေတ်ကလူသားတွေနေထိုင်ခဲ့တဲ့နေရာဟုတ်မဟုတ်ဘလို့ထောက်ထားမျိုးတွေရှိမရှိဆိုတာမဟုတ်ချမတွေ့လေးလာတဲ့ကြောင်းနားလေတဘောပေါက်မိရပါပြီ ကျွန်တော်ကပြည်သူဝန်ထမ်းတယောက်ဆိုတော့နေဇုံအောင်ကြောင်းရွှေရအောင်မှတေးကြတယ်။ရောက်တဲ့ရက်မှာကြောက်လိုက်ကိုရှိတယ်လို့သတိရရင်တော့ရောက်ဖြစ်အောင်သွားပြီးလေ့လာမယ်။ထူးခြားမှုတွေတွေ့ရင်တက်ဆိုင်ရာကိုချက်ချင်းအကြောင်းကြားလိုက်ပါမယ်ဗျာ။မိတို့ဝင်ဖြစ်စီဦးသိန်းညွန့်ဤဂရီစကားများကြောင့်စာရေးသူဤရင်းထဲတွင်ကြည်လင်လန်းဆန်းသွားခဲ့ရသည်တော့အမှန်ပဲ။ဒါလေးကတော့ဂူးဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးသွားတာပဲဖြစ်ပါတယ်။